အားလုံးဝမင်္ဂလာပါမဆုဒီနေ့ဝေမျှကျင်တာလေးရကြတော့ဒီအမျိုးသမီးတယောက်ကအဝါရောင်တောင်းမို့ရှင်စင်းဝါရောင်ပေါ့နော်အရေဒီမိမကူကနေပြီးတော့အစင်းနေပြီဆိုလို့ရှိရင်တော့ဒါကလုံးဝပေါ်စားမနေနဲ့တချို့မိန်းကလေးတွေကကြတော့မိမကူကပုံမှန်အဖြူစင်းနေအဖြူစင်းတာနေရားတယ်ရားတဲ့အနက်နန်တာတွေရှိတယ်ပေါ့နော်ဒါကိုသူတို့ကမကူတာဘူးမကူတာပဲကြားလာတယ်ဆိုလို့ရှိရင်တော့ဒီအဝါရောင်စင်းဝါရောင်အရေဒီပေါ့နော်စင်းတတ်တယ်ပေါ့နော်ဒါကဆိုလို့ရှိရင်တော့မိမကူမှာယောဂပုံမှာဝင်နေပြီပေါ့နော်အဲ့လိုမျိုးဖြစ်လာပြီဆို ို့ရှိရင်သူကအဲ့အရေတွေကအနံ့နေနန်းတာလေးရှိမယ်ရလာလေးရှိမယ်အဲဒီလိုတွေဖြစ်လာပြီဆိုလို့ရှိရင်တော့နောက်တစ်ချက်စဉ်းစားစရာကကျတော့အာဒီအကာအကွယ်မဲ့လိန်ဆက်ဆံပြီးလဲဆိုလို့ရှိရင်လည်းဒါကဂူးဆက်တတ်တယ်ပေါ့နော်ဒီလိုအယောင်ရေတွေထွက်တတ်တယ်ဒီလိုမျိုးတွေဖြစ်နေပြီဆိုရင်တော့လုံးဝပေါ်စားမနေပါနဲ့စေယုံစေကံကိုအမြန်ဆုံးသွားပြီးတော့ကုသမှုခံယူပါဒီနေရာမှာခုလိုမျိုးဖြစ်နေတဲ့ဟာကိုစေယုံစေကံသွားပြဖို့လဲရှက်တယ်ဒါမှမဟုတ်လို့ရှိရင်လည်းပြည်ပန်းရောက်နေတဲ့သူတွေအနေနဲ့ဘာသာစကားပြောဆိုရခက်ခဲတာတို့တချို့ကျတော့ဒီ တရားဝင်စာအုပ်တွေမရှိလို့တွားရောက်ပြသဖို့ခက်ခဲနေတဲ့အမျိုးသမီးတွေဆိုလို့ရှိရင်မသူနဲ့လာရောက်ပြီးတော့အသေးစိတ်တိုင်းမဆွနေလို့ရပါတယ်သူတို့အတွက်လိုအပ်တဲ့စေဝါးတွေကိုလည်းညွှန်ပေးလို့ရတယ်တကယ်လို့ဒီအိမ်မှာဝယ်လို့လွယ်ဘူးပေါ့နော်ခက်ခဲတယ်ဆိုရင်လည်းမသူဒီကနေပြီးတော့ထိုင်းစင်ကာပူမလေးနောက်လို့ရှိရင်အိုမန်အဲအဲ့လိုမျိုးနိုင်ငံတွေပေါ့နော်ဂျပန်အဲ့နိုင်ငံတွေအကုန်လုံးကိုမသူကပို့ပေးနေတယ်ဆိုတဲ့အကြောင်းကိုလည်းဒီဗီဒီယိုလေးနဲ့လာပြီးတော့ဝင်မြမိတာပါဗီဒီယိုလေးကအကျိုးရှိတယ်ဆိုရင် like and share လေးလုပ်ပေးပါကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့ ောက်အခမဲ့အတိုင်းပြန်ဆွေးနွေးပေးနေကြရရှင်ကျေးဇူးတင်ပါတယ်